ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မျှော်ပေးလာမယ့်အကြောင်းအရာကတော့ကျွန်တော်တို့နိုင်ငံနေနဲ့ထွေနိုင်ငံရဲ့အခင်းကျင်းမှာမြို့သားအကျိုးစီးပွားအတွက်အသီးသားဆောင်ရွက်ရမယ်ဆင်မင်နာတစ်ခုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်ကိုဒါတုံးသက်မျှော်တာဖြစ်ပါတယ်တကယ်တော့ဒီမြို့သားအကျိုးစီးပွားဆိုတာတော့တန်ပြည်နိုင်ငံတိုင်းနိုင်ငံအတွက်လက်သွေးကျိုးမကတာအရေးကြီးတဲ့အပြင်ဒီနိုင်ငံရဲ့အဲဒီရှိတိတမှုရေနောက်တစ်ခုကဒီကျိုးဝါချမ်းသာမှုတွေနဲ့အင်အားတုံးတက်မှုတွေရဲ့အဓိကဒီသုံးဆောင်ရတဲ့လုပ်ငန်းစဉ်တွေဖြစ်ပါတယ်ဒါတနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်တော့မြို့သားဒီအကျိုးစီးပွားဆိုတာ ော့နိုင်ငံရဲ့အဓိကဥတီချက်ဒါဖြစ်တာနဲ့အညီဗန်နိုင်ငံရဲ့ဇက်ကုံမှာလည်းနိုင်ငံတိုင်းကပေါ့လေတပြည့်တည်းနိုင်ငံကဇက်ကျူစီကကာကွယ်ဆောင်ရှောက်ရင်းနဲ့ဒါပို့ဆောင်ရေးအတွက်ဥတီဒါဆောင်ရွက်နေကြတာဖြစ်ပါတယ်ဆိုတော့ဒါနဲ့ဆက်ဆက်ပြီးတော့ဒါပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမြန်မာနိုင်ငံကလည်းဒီဒူရင်ထရပေါ့လေဒါမျိုးသားအကျိုးစီးပွားတဲ့ဒါအဓိကအချက်ချကြတဲ့နေရာမှာဒါတည်ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအနောက်အုပ်စုတွေရဲ့စိတ်ဝင်စားခြင်းကိုဒါခံရရဖြစ်ပါတယ်ဆိုတော့အထူးသဖြင့်တော့ဒီအမေရိကန်လိုအင်အားကြီးနိုင်ငံရဲ့ဒါဒီစိတ်ဝင်စားခြင်းကိုဒါခံရရတာဖြစ်ပါတယ် တော့ဘာဖြစ်လို့ဒါအခုလိုမျိုးပြောရမလဲဆိုလို့ရှိရင်ဒီကျွန်တော်နိုင်ငံကပေါ့လေဒါဒီတရုတ်နဲ့ဒါအိန္ဒိယလိုဒါအများကြီးနိုင်ငံတွေနဲ့ဒါနာမည်ချင်းဒါထိဆက်နေလို့ဖြစ်ပါတယ်ဆိုတော့ဒီကမ္ဘာထိပ်တန်းပေါ့လေဒါစီးပွားရေးရောဒါဆေးရောဒါအများကြီးတယ်ဒါဒီဒီတရုတ်နဲ့ဒါအိန္ဒိယလိုဒါဒီနိုင်ငံမျိုးပေါ့လေဒါထိန်းချုပ်နိုင်ဖို့အတွက်ဆိုလို့ရှိရင်ဒါဒီကျွန်တော်တို့ဒီနိုင်ငံကဒါဒီအကြီးကဒီပထဝီနိုင်ငံကြီးအရအရေးကြီးတဲ့ချက်ချကြတဲ့နေရာမှာဒါတည်ရှိနေတာဖြစ်ပါတယ်ဆိုတော့ဒါပြင်ဒီမြန်မာနိုင်ငံကဒါဒီ တရုတ်နိုင်ငံအတွက်ပေါ့လေဒါစီးပွားရေးဒါစီးရေးဒီပထဝီနိုင်ငံရေးအရာဒါအရေးပါနေတာဖြစ်တဲ့အပြင်ဒါအမေရိကန်နိုင်ငံအတွက်လည်းဒါပထဝီနိုင်ငံရေးအရာဒါအရေးကြီးနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကျွန်တော်နိုင်ငံမြန်မာနိုင်ငံပေါ်မှာဒီလက်မှုနိုင်ဖို့အတွက်ဒါအစဉ်တစိုက်ပေါ့လေဒါတိုးပန်လာကြတာကိုလည်းတွေ့ရတယ်ဆိုတော့တစ်ဖက်မှာလည်းအဲဒီနိုင်ငံရေးကိုဒါစိတ်ဝင်စားစုတော်တော်များများပေါ့အားပေါ့လေဒါဒီကျွန်တော်မြန်မာနိုင်ငံမှာအဒီအမျိုးသားကျိုးစည်းပွားရဒါအရေးပါတဲ့တံပိုးကြီးရပေါ့လေဒါနေရာကိုပြပါဆိုလို့ရှိရင်ခန္တီတာကိုဒါမြန်ပြကြတာညားတယ် အဲ့ဘာဖြစ်လဲဆိုလို့ရှိရင်တော့ဒီရခိုင်ဒေသကိုလေဒါပြည်နယ်ထပ်ပေါက်ဖြစ်တယ်ပြီးတော့ဒီတရုတ်မြန်မာအကျိုးစီးပွားအတွက်ပေါ့လေဒါအရေးကြီးတဲ့နေနေဖြစ်တယ်အဲ့တော့ဘင်္ဂလားဒေ့ရှ်နဲ့တော့ OIC တို့ရဲ့အစ္စလမ်နိုင်ငံတစ်စီမံကိန်းအရာမျက်စိကျနေတယ်ပြီးတော့အနောက်အုပ်စုအနေနဲ့ဒီတရုတ်အကျိုးစီးပွားကိုဒါထိန်းချုပ်နိုင်တဲ့ဒါနေနေဖြစ်နေတယ်ဒီသဘာဝတည်ရန်စားတဲ့တွေရှိနေစသဖြင့်ပေါ့လေဒါလိုမျိုးအကျိုးစီးပွားတွေကြောင့်မို့လို့ဒါဒီရခိုင်ဒေသကိုတော်များများဒါမျက်စိကျနေကြတာဖြစ်ပါတယ်ဆိုတော့တစ်ဖက်မှာလည်းဒါဒီရခိုင်ဒေသလိုပဲပေါ့လေဒါဒီမြန်မာနိုင်ငံမှာဒီမျိုးစအကျိုးစီးပွားအတွက် ဒါဒီစိတ်ဝင်စားတယ်ပေါ့လေဒါအရေးပါတဲ့ဒါဒီနိမိတ်တခုဒါပေါ်လာပြီးဖြစ်ပါတယ်အဲ့တော့ဒါကတော့ဒီတနန်းသားကြီးအတိုင်းဒါဒဝေဒတာတွေဖြစ်ပါတယ်ဒဝေရင်းနဲ့စကန်စီမံခဲ့တော့ပေါ့လေဒါရုရှားအနေနဲ့ဒါဘုဒ္ဓဒါကျုပ်လက်မှတ်ရေးထိုးပြီးရဲ့အချိန်နဲ့ဆက်ပြီးတော့ပေါ့လေဒါဒီဒဝေဒတာမှလည်းဒါတိုက်ပွဲတွေဒါနေ့စဉ်ရက်ဆက်စလို့ဒါဖြစ်ပေါ်နေရတယ်ဖြစ်ပါတယ်ဒီတော့ကဒီ NCA ဒါစီကန်ဒီမဖောက်ပြစ်ပါဘူးလို့ဒါဆိုခဲ့တဲ့ဒါဒီ American ရဲ့ဒီနောက်ခံကာလလည်းရှိခဲ့တဲ့ဒါဒီ KNU တက်မဟာလေးကဒါခုဆိုလို့ရှိရင်ပေါ့လေဒါဒီထိထလို့ဒါပြောင်းစခန်းကြီးကိုတော့ဒါတိုက်ခိုက် ိမ့်မဲ့ခဲ့တာဖြစ်တယ်လို့ဒါဒီမောင်မေရှောင်ကြီးပါရေးတော်ဝဲအမှတ်ရှိပြည်တော်စုလက်မှတ်ကြီးပေါ်မှာရှိတဲ့ဒါ Heliquid ဒါစခန်းကိုလည်းဒါတက်ခိုက်သိမ့်မဲ့ခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီသဘောကတော့ဒါဒဝေရသတစ်ခုလုံးကိုပေါ့လေဒါဒီဒါချင်းချုံနိုင်မှုဒါမရှိသေးတန်အောင်ဒါဒဝေရနဲ့စင်ကစီမံခဲ့ဒါမပြတ်ပြတ်အောင်ဒါဖြစ်မယ်ဆိုတော့သဘောဖြစ်တယ်လို့ဒါကျွန်တော်နေလားသုံးသပ်မိတယ်ဆိုတော့ဒီလုံဆောင်ချက်တင်မှာပေါ့လေဒါဒီ KNU နဲ့ PDF တွေရဲ့ပေါင်းပတ်သက်မှုတွေပဲလို့ဒါယူဆလို့မရဘူးပေါ့လေဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့ဒီ ချင်းတို့အတွင်းမှာဒါပြောင်းလဲသွားပြီးတော့ငါကြည့်လာတယ် KNU တက်မှာလေးရနောက်ကွယ်မှာဒါဒီအနောက်အုပ်စုရဲ့ကဘောလေဒါလက်မကြီးအဖြစ်နဲ့ဒါပူအောင်ပေါဝင်နေရင်ပတ်သက်နေမယ်လို့ဒါယူဆလို့ရတယ်ပေါ့သူတို့ပြန်ဒီရုရှားကိုမလိုလားတဲ့ဒီအနောက်အုပ်စုတွေဖြစ်နေမယ်လို့ဒါယူဆလို့ရတယ်ပေါ့လေဟိုနောက်ချက်ကတော့ဒီဒွဲဒေတာကိုပေါ့လေဒါနှက်ကြီးရယ်ဆိုပြီးတော့ပြောကြတာရှိတယ်တော့ဘာဖြစ်လဲဆိုလို့ရှိရင်ဒါအရင်တော့ကဒါဒီစီမံရေးကိုပေါ့လေဒါတာဝန်ယူဒါလောက်ကန်ဆောင်ရမယ်ဒါအီတလီယန်ထိုင်းကုမ္ပဏီအနေနဲ့ဒါဝေရနဲ့စက္ကန့်ပြည့်မြောက်ရေးကိုအမလိုလားတဲ့ အဆင်ကဘူကုမ္ပဏီတွေပါဝင်ပတ်သက်နေတဲ့အတွက်အကြောင်းမျိုးကြောင့်ခဏခဏရပ်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ဆိုတော့ဒီပြောချင်တာကတော့ဒါဒီဒဝေရနဲ့စေကန်ဒါစီမံကြီးပေါ့လေ။အခုဒဝေတွေသာဒါဖြစ်ပြနေရတာတိုက်ပွဲတွေကဒါဒီရိုးသားမှုမရှိဘူးလို့ဒါယူဆလို့ရတယ်ပေါ့။အဲ့တော့ဒါကြောင့်မို့လို့ဒါဒီဒီအမျိုးသားအကျိုးစီးပွားတက်ပေါ့လေ။အခုအခုဒီပထွေးနေထားရတာဖြစ်ပြနေတဲ့တိုက်ပွဲတွေကပို့ပြီးတော့ဒါအကျေပြန့်လာနိုင်လိမ့်မယ်လို့လည်းဒါယူဆလို့ကြားတယ်။ဆိုတော့နောက်ဆုံးပြောချင်တာကတော့ဒီနိုင်ငံအကျိုးစီးပွားဆိုတာကတော့ဒီလောက်ပိုင်းဆိုင်ရာတွေအဲဒီက ဒါဒီနိုင်ငံရေးဘက်ဆိုင်ရာတွေနဲ့ဒါဒီရင်းကျူးဘက်ဆိုင်ရာတွေရဲ့ဒီအမှတ်လက္ခဏာတွေပေါ့လေဒါအခြားနိုင်ငံတွေရဲ့ဝင်ရောက်စပတ်ဒါဟိုကနေပြီးတော့ဒီကောက်ွေးဆောက်ရှောက်ပြီးတော့ဆက်လက်ရှင်သန်အောင်ဒါပြုလုပ်ရေးပဲဖြစ်ပါတယ်ဆိုတော့ဒီအဲ့လိုပဲဒီတန်ဖိုးမဖြတ်နိုင်တဲ့ပေါ့လေဒါဒီနေမီဒီယာအခွင့်အရေးတွေဒါများစွာပတ်စံခတာဖြစ်လို့ဒါဒီစိန်ခုံမှုတွေနဲ့လည်းဒါများစွာပြင်းနေနေတာဖြစ်ပါတယ်တော့ဒါကြောင့်မို့လို့ဒါဒီနိုင်ငံအတွက်ဒါအရေးကြီးတယ်ပေါ့လေဒါပထဝီနိုင်ငံရေးရဒါအရေးပါတယ်ဒိုဝေရနဲ့စေကန်စီမံကိန်းကိုဒါကောက်ွေးဆောက်ရှောက်ဖို့နဲ့ဒါအောင်မြအောင်ဆောင်ရွက်နိုင်ဖို့အတွက်ဒါ ရေးဖို့ဒါပြင်ဆင်မှုတွေဒါလုပ်ဖို့ဒါလိုအပ်နေတယ်လို့ဒါကျွန်တော်နေတာသုံးသပ်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်